စကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့အောင်ရရနာစေတဝန်ကျောင်းတိုက်တွင်စူပါမဟာဘုံကထိန်ဆက်ကက်လူရန်ပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဂျန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်အင်းစိန်မြို့နယ်ရှိအောင်ရရနာစေတဝန်ကျောင်းတိုက်တွင်ယမန်နေ့အောက်တိုဘာလ20ရက်နနက်9:00နာရီက စုပေါင်းမဟာဘုံကထိန်စက်ကက်လူဒန်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဆရာတော်ဒေါက်တာဘဒ္ဒနာ အာလောကတာရာအကမဟာဓမ္မကတိကမဟာတဒ္ဓမဇောဒီကတဇ BA ဓမ္မစရိယကဘာတာပါဠိဂုံတူ MA ဗုဒ္ဓိရှ် PhD တိုင်းတန်ကနာယကအဖွဲ့ဝင်ရန်ကုန်တိုင်းပြည်ရင်းပြည်ပသာသနာပြုဩစတြေးလျနိုင်ငံအားအမှုပြုရေး နှစ်စဉ်ကျင်းပမည်ဖြစ်သောစုပေါင်းမဟာဘုံကတိအလှူတော်မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရှေးဦးစွာနမောတသ၃ချိန်ရွဆိုဖရာကတော်ကအခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးဆရာတော်ဒေါက်တာဗဒ္ဒနာအာလောကတာရထံမှသီလခံယူစောင့်တည်ခဲ့ပါတယ်။အိမ်နောက်မှာတော့အောင်ရတနာဇေတဝန်ကျောင်းတိုက်ဆရာတော်ဒေါက်တာဗဒ္ဒနာအာလောကတာရာနေပင့်တန်ကတော့အရှင်သူမြတ်တို့က ပရိတ်တရားတော်များမှကြားချင်းမြင်ပေတော်မူခဲ့ပြီးကထိန်လျာသင်္ကန်းနှင့်လူပဲဝိထုပစ္စည်းများစက်ကအလူဒန်ခဲ့ပါတယ် တက်ဆက်ထဲမှာပဲခொနည်းသားသမီးများစုပေါင်းမဟာဘုံကထိန်စက်ကလူတန်းရခြင်းနှင့်ဆက်လင်းပြီးဆရာတော်ဒေါက်တာဗဒ္ဒနာအာလောကတာရာက ကထိန်ခင်းခြင်းနှင့်ပတ်သက်၍ကထိန်ခင်းသောကြောင်းတိုင်းမှယဟန်တော်များရအပ်သောကထိန်အကျိုးအာနိသင်၅ပါးရဲ့အနုမောနာတရားကိုမွကြားချင်းမြင်ပေးတော်မူခဲ့ပြီးလူတန်းမှုအစုစုတို့အတွက်ရေဆက်ချအများပေးဝေကအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တည်ထူ၃ချိန်ရုပ်ဆိုစုတောင်း၍အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ အဲဒီနောက်မှာတော့ဒေါက်တာဗဒ္ဒနာအာလောကတာရနဲ့ပင့်တန်ကတော့အရှင်သူမြတ်တို့အားနေစွန်းဆက်ကလူရန်ခဲ့ပြီးအပရိသတ်များကိုနေ့လယ်စာဖြင့်တည်ခင်းအခန့်ကျွမ်းဝေးခဲ့တယ်လို့သိရပါတယ်။